နောက်တစ်ခုကကြောက်ဖြူအခြေဆိုင်အမှတ်30နှစ်ရဲတပ်ရဲ့အနီးမှာရှိတဲ့မင်းတပ်တောင်ကြေးရွာကကာကင်းစခန်းနောက်အစိုးရဆက်မှုလက်မှုတင်းတန်းအကြောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းနှစ်ခုကိုအာရကတက်တော်အေးကဒီကရစ်သိမ့်ပိုက်နိုင်ခဲ့တယ်ဗျာကောင်းလိုက်တာဗျာအခုအာရကတက်တော်အေးကလည်းပဲကြောက်ဖြူကိုလည်းဆက်ထိုးစစ်စီတိုက်ခိုက်နေတယ်အခု ကြောက်ဖြူမှာကာကဲစကန်နှစ်ခုကိုဒီကနေ့တိုက်ခိုက်သိမ်းပိုင်းနှာခဲ့တယ်။တက်တွင်းတရင်ပေါက်ကြလို့ဆိုပြီးတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတက်ရင်နေကရခိုင်လူမျိုးတက်ဖက်ဝင်တွေရဲ့မိသားစုဝင်တွေကန်ဆောင်တဲ့ဖုံးတွေကိုစစ်တပ်ကသိမ်းဆီးထားလိုက်တယ်။ကြောက်ဖြူမှာတက်တွင်းတရင်တွေပေါက်ကြလို့တဲ့ ကြောက်ရွံ့မှာတက်တွင်းသတင်းတွေပေါက်ကြားလို့ဆိုပြီးတော့စစ်တပ်မိသားစုဝေနေရဲ့ဖုန်းတွေကိုတင်းစီလိုက်တယ်တင်းစီလိုက်တယ်ဘောဘောပြောနေကြအတိုင်းပဲနော်လေရင်နဲ့တရုံမှာပါပါရယ်စစ်တပ်ကမြို့တုံးတာကြက်ကြလာပြီမြို့ကန့်တာကြက်ကြလာပြီလေရင်နဲ့တရုံစစ်တပ်ကဝိုင်းကူပေးနေလို့သားလေဒီကောင်းနေမြို့မကန်သေးတာဘာမှမရှိတော့ဘာမှအထင်ကြီးစရာမရှိတော့ နောက်တစ်ခုကအာရကတက်တော် A ကဒီ၄ရက်တာအတွင်းမှာစစ်တုပ်ပန်းနဲ့မိသားစုဝေပေါင်း800ကျော်အထိကိုလွှတ်ပေးလိုက်တယ်အများကြီးပဲနော်အာရကတက်တော် A ဒီ၄ရက်တာကာလအတွင်းမှာလွှတ်ပေးလိုက်တဲ့စစ်တုပ်ပန်းနဲ့မိသားစုဝေပေါင်း800ကျော်တယ်ဘာကြောင့်အဲ့ဒီစစ်တုပ်ပန်းတွေကိုအာရကတက်တော် A ကပြန်ပြီးလွှတ်ပေးရတာလဲဆိုရင်နံပါတ်1 တုတ်ပန်းကျင်းဝတ်ကိုလိုက်နာတာစတုတ်ပန်းတွေကိုမနှိမ့်ဆက်ရဘူးအနိုင်မကျင့်ရဘူးအကြက်မဖက်ရအောင်ဟောတက်ကဘာကြီးကအရကတတော်အေးရဲ့လောက်ရက်ကိုမြင်ကြတယ်ကောင်းချီးပေးကြတယ်စတုတ်ပန်းကိုအရကတတော်အေးကဘလို့ကျင့်သုံးတယ်လဲဆိုတာအဲ့ဒါဆန်နမူနာပြလိုက်တာပဲစတန်ဒတ်ဆိုတာအဲ့ဒါပဲစတန်ဒတ်ဆိုတာ ကျင့်ဝတ်ကိုပြောတာနော်စတန်ဒတ်ဆိုတာကျင့်ဝတ်ကိုပြောတာဟောအခုဆိုအရကတက်တော်အေးကသူဖမ်းဆီးထားတဲ့စစ်တုပ်ပန်းတွေရောမိသားစုဝေတွေရော၄ရက်အတွင်းမှာ900ကျော်ကိုပြန်လွှတ်ပေးတယ်အဲ့ဒါစစ်တုပ်ပန်းကျင့်ဝတ်ကိုလိုက်နာတာအဲ့ဒါကိုပဲစတန်ဒတ်ရှိတယ်လို့ခေါ်တယ်ပြောချင်တာစစ်သားပီတာတာပေါ့စစ်သားပီတာပြည်သူတွေကိုအကြမ်းမဖက်ဘူးမနှိပ်စက်ဘူးစစ်တုပ်ပန်းတွေကိုအကြမ်းမဖက်ဘူးမနှိပ်စက်ဘူးစစ်တုပ်ပန်းတွေကိုပြန်လဲပြီးတော့ ကောက်ကောက်မော်မော်ကျွေးမွေးတယ်ပြူစုတယ်စောက်ရှောက်တယ်ဆေးကူပေးတယ်အခုပြန်လည်ပြီးတော့လှုပ်ပေးလိုက်တယ်အဲ့ဒါပေါ့စတန်ဒတ်စစ်သားပီတာတယ်ဟောနောက်တစ်ခုကလူသားချင်းစာနာထောက်ထားတယ်ဘယ်သူမှတည်ကျင်တဲ့သူတယောက်ပါမရှိဘူးဘယ်သူမှကြက်ဖက်ခတ်ကျင်တဲ့သူတယောက်မှမရှိဘူးစစ်တပ်ဘက်ကလည်းအကြက်ဖက်ခတ်ကျင်တာမရှိဘူးပြည်သူတွေဘက်ကလည်းအကြက်ဖက်ခတ်ကျင်တာမရှိဘူးတအူးနဲ့တအူးဟာလေးလေးစားစားနဲ့ဘယ်သူကဘယ်သူ့ကိုမှအကြက်မဖက်ရင် ဖဖို့လို့အခုလို့စစ်ပွဲကြီးဖြစ်လာကြအကြောင်းမရှိဘူးတယောက်နဲ့တယောက်မလေးစားခဲ့ကြလို့သားလေတင်းမာပြီးတော့အခုလို့စစ်ပွဲကြီးတွေဖြစ်လာခဲ့တယ်အာရကတတော်အေတိုက်တာဒီစစ်တပ်ကိုတိုက်တာလည်းမဟုတ်ဘူးကိုပြည်သူပြည်သူချင်းချင်းကိုတိုက်တာလည်းမဟုတ်ဘူးနောက်ကလေသားချေတာလည်းမဟုတ်အတိကကအကျန်းဖတ်အာနာရှင်တွေကိုတိုက်တာဟော စစ်တပ်မိသားစုဝင်တွေကိုတိုက်တာလည်းမဟုတ်ဘူးဒီစစ်တပ်ကြီးကိုတိုက်တာလည်းမဟုတ်အကြမ်းဖက်အာဏာရှင်တွေကိုတိုက်တာဟောဘဘလို့နှွေဦးတော်လည်းရင်လက်နက်ကင်ကြီးလည်းပဲကလေသားခြေတာမဟုတ်ဘူးအဘိုးတရားရင်းနဲ့တိုက်ခိုက်တာမဟုတ်ဘူးစစ်တပ်ကိုတိုက်တာမဟုတ်ဘူးဒီစစ်အာဏာရှင်စနစ်ကိုတိုက်တာ နော်စစ်အာဏာရှင်စနစ်ကိုတိုက်တာခင်ဗျားတို့ကျွန်တော်ကျွန်တော်မေးကြမှာပဲမဖြစ်မနေမပြောသေးဘူးလားမပြောသေးဘူးလားနဲ့ခင်ဗျားတို့ဟိုရုပ်တံနောက်ထောင်နေတဲ့အချိန်မှာမပြောသေးဘူးလားမပြောသေးဘူးလားဖြစ်နေလိမ့်မယ်မပြောလို့လည်းမရဘူးပြောမပြောရင်လည်းဒီကောင်ကျွန်တော်ဒီသတင်းထင်ချင်မှလည်းဖြစ်ဦးမယ်အဲ့တော့ပြောရမယ်ပေါ့ဗျာနော်ချမ်းမပေါ့ဘူးဘမောမှာနော်ရဟရင်ပြစ်ချခံရတယ်ဆိုတဲ့သတင်းဒါလည်းဒီနေ့ပေါ်လို့ရိုက်လို့ကျွန်တော်ကလည်းဘာပြောမှမသိဘူးနော်ပေါ်လို့ရိုက်တယ်ဒီနေ့တော်ပေါ်လို့ရတဲ့သတင်းမှာအထိတ်ဆုံးအဲ့သတင်းပဲအာရဟရင်ပြစ်ချခံရတယ်ဆိုတဲ့သတင်းကိုကချင်သတင်းဌာနတွေကစဖော်ပြတယ် ပေါ်ပြရပါတော့ဗမောစကခ27ဌာနချုပ်ကိုတဲ့ရဟရင်3စီးရစစ်ကူလာပို့ပါတယ်တဲ့ဒီနေ့ဒီနေ့ဒီနေ့နေ့လယ်ပိုင်းတော့လာပို့တယ်တဲ့အဲ့လိုပို့တဲ့အချိန်မှာရဟရင်3စီးပို့တဲ့အချိန်မှာတဲ့အဲ့မှာတဲ့တက်ကနေပြီးလာပို့တဲ့အချိန်မှာတို့ကတို့ဘက်ကပြစ်လိုက်တယ်ပေါ့နော်ပြစ်လိုက်တဲ့ခါမှာ3စီးစနေတဲ့က2စီးကိုတို့ပြစ်တာထိသွားတယ်ပေါ့နော်2စီးကိုထိသွားတယ်ပြောတယ်အဲ့ဒါဘသူကပြောလဲဆိုတော့နော်ဘူးကပြောတာနော်ဘူးကဘလို့ပြောလဲဆိုတော့ဖတ်ပြမယ်ဗမောမျိုးစကခ27ဌာနချုပ်နာပါတဲ့တို့ကတဲ့ညနေပိုင်းတနားရီလောက်ချိန်မှာလူရင်းအဖြစ်ကိုဆင်းသက်တဲ့ရဟရင်ဖြစ်တယ်တဲ့ဆင်းလာတာက3စီးဆင်းတာတဲ့3စီးဆင်းတဲ့အထက်က2စီးကထိသွားတယ်လို့ကြားတယ်တဲ့ ရှင်းန်းသမားတွေပြေးလာတဲ့သတင်းပါတဲ့ဆိုပြောတယ်နော်နောက်တစ်ခုကတော့အဲ့ထိတဲ့နစီရတဲ့ဒီအဲ့ဒီနေရာမှာလုံးဝပြတ်သွားတာမဟုတ်ဘူးတဲ့ပြန်ကွေ့သွားပြီးမှရွှေကူကနေ96မိုင်လောက်မှာအဲ့လောက်ဝေးတဲ့နေရာတောထဲမှာတစီကျသွားတယ်တဲ့နောက်တစီကတော့ဆက်ပြီးပြန်သွားလို့မရတဲ့အတွက်အရေးပေါ်ရွှေကူဘက်မှာဆင်းသက်တယ်လို့ကြားတယ်တဲ့သုံးစီးတဲ့တစီကတော့နန့်ပေါင်နန့်ပေါင်ပေါ့တဲ့မြကြီးနားလေးစိတ်ကိုတဲ့နန့်ပေါင်ပေါ့မြကြီးနားလေးစိတ်ကိုတဲ့အဲ့ဒီဘက်ကိုဆင်းသက်သွားလို့ကြားတယ်ပြောချင်တာတော့သုံးစီးလာတယ် သူတို့အဲအစက20 21တဲ့ကိုသုံးစီလာတယ်အဲ့ဒါကိုသူတို့ကပြစ်တယ်ပြည့်တဲ့ခါမှာနှစ်စီးကိုထိသွားတယ်တစ်စီးကတော့အဲတစ်စီးကတော့ခုနရွှေကူရဲ့56မိုင်လောက်ဝေးတော်ထဲမှာပြက်သွားတယ်နောက်တစ်စီးကတော့ရွှေကူမှာသွားဆင်းတယ်နောက်တစ်စီးကတော့နန့်ပောင်ပေါ့နန့်ပောင်မြင်းနာလေးစိတ်မှာသွားဆင်းတယ်ပေါ့ဗျာအဲ့လိုသူကပြောတယ်သူပြောတယ်သူတို့ပြစ်တယ်ပေါ့ဗျာပြစ်တယ်ဆိုပြီးဒီနေ့တော်တော်လေးအောင်ပွဲခံတယ်ဗျာတော်တော်အောင်ပွဲခံတယ်ပြန်တန်းတဲ့ရန်ရဲ့ MI 70တွေပေါ့ဗျာအောင်ပွဲခံတယ်ဆိုတော့ဒီတဲ့နဲ့ပတ်သက်လို့ကျွန်တော်တို့ရေဟုတ်လားမဟုတ်ဘူးလားကျွန်တော်တို့ရေဟုတ်လားမဟုတ်ဘူးလားဘလို့ဖြစ်တာလဲအာဘလို့မေးရလိမ့်မယ်ပေတစ်ဖက်အုပ်စုကလည်းအဲ့ဒါယူအောင်ပွဲခံကြလိမ့်မယ်ကျွန်တော်ပြောရရင်တော့ပြစ်ချခံရတာလား ပြက်ကြတာလားရာသီဥတုနဲ့သူကသူဟိုအချိန်တွေဟောကြောင့်ဖြစ်တာလားဆိုတော့မေးကုန်ပါနော်အဲ့ဒါကိုကျွန်တော်တို့ကပြန်ဖြေရမယ်ပြစ်ချရဲဆိုတော့လည်းဘာနဲ့ပြစ်တာလဲပေါ့ပြစ်ချရဲဆိုရင်ပြစ်တဲ့လက်နဲ့အမျိုးအစားပေါ်ပေါက်ဖို့လိုတယ်ဖော်ပြနိုင်ဖို့လိုတယ်ပြစ်ချရဲဆိုရင်ကျွန်တော်သိတာတော့ပုံမှန်လည်းပြောရရင်တော့ကျွန်တော်သိတာတော့လင်း3စီးတော့မသိဘူးကျွန်တော်သိတာ2စီး2စီးဆိုရင်2စီးဖြစ်တာလားဆိုတော့2စီး2စီးဆိုရင်အဲ့ဒီစီးကလည်းပြစ်ခတ်ခံရလားဆိုတော့ကျွန်တော်သိတာတော့ပြစ်ချခံရတော့မဟုတ်ဘူးလို့အချမ်းမြင်သိရတယ်